တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့ဧပြီလ9ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့တောင်ငူမြို့တမိုင်းဝင်နန်းတော်ဦးလောကမာရဇင်စီရီယိုကိုဒုစစ်ခေါင်းဆောင်စိုးဝင်းဖနက်စီတက်ရောက်ခဲ့မှုစေယုံပြန်ကြားရေးမှတ်ချက်ကြောင့်ပြည်သူများသိခွင့်ရဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ။မကိုတိုင်းတောင်ကုန်မြို့တမိုင်းဝင်နန်းတော်ဦးလောကမာရဇင်စီရီတော်ကို26ခေါင်းဆောင်စိုးဝင်ဖနက်စီတက်ရောက်ခဲ့မှုကိုစစ်ရုံးရဲ့ပြန်ကြားရေး website မှာမှတ်ချက်နဲ့တကွဖော်ပြခဲ့တဲ့အတွက်ပြည်သူများသိခွင့်ရရှိခဲ့ကြပါတယ်။အကြံဖတ်26ခေါင်းဆောင်စိုးဝင်ဟာမလင်တန်တဲ့နဲ့ပဲခူးတိုင်းကိုတွားရောက်စစ်ဆေးခဲ့ရမှာတောင်ကုန်မြို့မှာတည်ထားတဲ့တမိုင်းဝင်နန်းတော်ဦးလောကမာရဇင်စီရီတော်ကိုဖနက်စီဘီတက်ရောက်ခဲ့ကြောင်းစစ်တပ်ရဲ့ပြန်ကြားရေး website မှာမှတ်ချက်ပုံစံနဲ့သတင်းဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။စစ်ရုံးရဲ့ပြန်ကြားရေး website မှာသတင်းဖော်ပြရမှာမှတ်ချက် တရင်စာအုပ်များတွင်အပြည့်အစည်တွေ့ရှိများအပြည့်အစည်များဦးစားပေးသုံးရန်နန်းတော်ဦးဖရဲမှဖနက်စည်းတာသဖြင့်ပုံ300ရွယ်ဂရုပြု300ရန်စွာချောင်းတရာပျက်စီးမှုနဲ့ပြင်ဆင်ဆောင်ရွက်နေမှုများအားတင့်တော်သလို300ရန်လို့ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီးနောက်ပိုင်းမှာမှရင်းမှတ်ချက်ကိုပြန်လည်ဖြုတ်ပယ်သွားခဲ့ပါတယ် မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းတမိုင်းဝင်နန်းတော်ဦးလောကမာရဇင်စီတီတော်ဟာစိန်ဖူးတော်ငှက်မြန်နာတော်ရင်ပြင်မှာရှိတဲ့ဇီဒီပထိုးငယ်များပြိုကျပျက်စီးခဲ့ပြီးမတ်လ28ရက်နေ့ကတည်းကကေဇယ်ရေးနဲ့ကုညီရေးလှုပ်သူများမှအပအများပြည်သူများလာရောက်ဖူးမြော်ခွင့်ပိတ်ပင်ခဲ့ကြောင်းသိရှိရပါတယ် ဒါကြောင့်ဒုစစ်ကောင်းဆောင်စိုးဝင်းနန်းတော်ဦးဖရာရင်းမြတော်ဘောကိုလာရောက်စစ်ဆေးခြင်းပနစီတက်ရောက်ခဲ့ချိန်မှာပြည်သူများဝင်ရောက်ခွင့်တပ်မြစ်ထားတဲ့အတွက်မသိရှိပဲသတင်းမီဒီယာများမှသတင်းဖော်ပြမှသာလျှင်သိရှိကြောင်းဖရာရင်းမြမှာအပြည့်အစည်းများရှိစီကမူပနစီတက်ရောက်မှုမှာလက်ခံနိုင်ပွဲရမရှိလို့တောင်ကုန်မြို့မှာပရာဟိတအသင်းအဖွဲ့ဝင်တဦးကပြောဆိုပါတယ် နန်တော်ဦးဇီဒီတော်ကမတ်လ28ရက်နေ့ကငလင်လှုပ်ခတ်ပြီးနောက်ပိုင်းမှာဒေတာတက်နယ်ကတမတော်သားတွေကြက်ချီနီမိသက်ရဲနဲ့ကျွန်တော်တို့နေမီကန်ပရာဟိတအဖွဲ့သမားတွေလှုပ်အားပေးပြီးအပြိုပြက်တွေဖယ်ရှားထားပြီးသားပါရင်းမြတော်မှာလည်းအပြက်အစီအစနာမရှိတော့ပါဘူးဖះပရဝုံထဲမှာလည်းဇီဒီတော်ကြီးမူလအတိုင်းမရှိတော့တဲ့ပုံစံကလွဲရင်အပြက်အစီတွေအကုန်ရှင်းထားပြီးသားပါဖះဘောဖနက်စီတက်တယ်ဆိုတာ Facebook ပေါ်သတင်းတက်လာမှကျွန်တော်လည်းသိတာ တာကြီးကလက်ခံနိုင်စရာမရှိဘူးဇေဒီတော်အပြိုပြက်တွေကျွန်တော်တို့ရှင်းလုံးကတော့ဖះရင်မြင်မှာဖက်နဲ့မစည်းကြဘူးလို့နန်းတော်ဦးဖះဇေဒီတော်အပြိုပြက်များရှင်းလင်းရမှာပါဝင်ခဲ့တဲ့ပရာဟိတအဖွဲ့ဝင်တူကလူမှုကွန်ရက် Facebook Messenger မှာတစ်ဆင့်ဆက်သွယ်ပြောဆိုပါတယ်တောင်ကုန်မြို့နန်းတော်ဦးလောကမာရဇိန်ဇေဒီတော်ကြီးကိုကောစာတက်ကရစ်1162ခုနှစ်မှာဗရုံမင်းတရားကြီးဘိုးတော်ဦးဝိုင်းကတည်ထားပူဇော်ခဲ့ပြီးနန်းတော်ဦးရန်အောင်နိုင်အမိတတ်မှတ်ခဲ့ကြောင်းရင်းနောက်ခေတ်ဆက်ဆက်ပြုပြင်ခဲ့ရာ တက္ကရာ1290ပြည့်နှစ်မှာနန်တော်ဦးလောကမာရဇိန်အမိပြောင်းလဲပူဇော်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဂျပန်လိုင်ကူမှတက်မမှုဦးဆောင်တဲ့အဖွဲ့စခန်းစွန့်လွတ်ဆုတ်ခွာသွား၍အင်းတော်မျိုးကိုတင်ပိုက်ရရှိဆိုတဲ့သတင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဂျပန်လိုင်ကူမှတက်မမှုဥဆောင်တဲ့အဖွဲ့စကန်စွန့်လွဆုတ်ခွာသွားတဲ့အတွက်အင်းတော်မျိုးကိုတင်ပိုက်ရရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ရေးကသတင်းထုတ်ပြန်ထားပါတယ်။ ဧပြီလ9ရက်နေ့ညပိုင်းမှာမြို့သားညညရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်၁စစ်တေတာရဲ့အစီအစဉ်နဲ့အင်းတော်မြို့သိမ့်တိုက်ပွဲကို၈လကြာကြာဆင်နွှဲခဲ့ပြီးအပြစ်သက်သိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ်အင်းတော်မျိုးသိန်းစစ်စင်ကြီးဟာရက်ရှိတိုက်ပွဲတစ်ခုဖြစ်ပြီးအကြံဖက်စစ်ကောင်စီတပ်များအနေနဲ့စစ်ကိုမရရှိခြင်းမြေပြင်မှာလက်နက်ရိခါထောက်ပို့ဆောင်ရွက်မှုများမရှိခြင်းထိခိုက်ဒေဆုံးမှုများပြားခြင်းတို့ကြောင့်တော်လန်ရေးတပ်ဖွဲ့များရဲ့ PR ကိုရေရှည်တောင်းခံနိုင်ခြင်းမရှိတော့ပဲ၎င်းတို့နောက်ဆုံးအခြေပြုရာဂျပန်လိုင်ကူမှတက်မှမှုဥဆောင်တဲ့အဖွဲ့ဟာ April 9ရက်နေ့ည9:00နာရီခန့်မှာစကန်ဆွန်လွတ်ဆုတ်ခွာသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်အင်းတော်မျိုးဟာအကြံဖက်စစ်ကောင်စီရဲ့တက်မှခွန်ခွန်ရှေ့တန်းဌာနချုပ်အခြေပြုရာမြို့ဖြစ်ပြီးတက်မှမှုကိုယ်တိုင်ကုတ်ကဲနေခြင်းဖြစ်ကြောင်းသိရှိရပါတယ် အင်းတော်မျိုးသိန်းစစ်စင်ရေးကိုမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်၁စစ်ဒေတာကုတ်ကဲမှုဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကတားခရိုင်အမတ်၁တက်ရင်အမတ်၂တက်ရင်အမတ်၃တက်ရင်အမတ်၄တက်ရင်ကတားခရိုင်အထူးလှူရှားတက်ခွဲအမတ်၁အထူးလှူရှားတက်ရင် SR1 အမတ်၃၀အထူးလှူရှားတက်ရင် SR10 ပြည်သူ့ကာကွယ်ရေးအဖွဲ့အင်းတော်ပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့ဗန်းမောက်ပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့ကတားပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့ကတားခရိုင်ပကဖအမတ်၂ရွှေဘိုခရိုင်ကုတ်ကဲရေး ်ပြည်ဦးလွင်ခရိုင်အမှတ်909 910 910တရင်ပြည်ဦးလွင်ခရိုင်အမှတ်1နှစ်တရင်ကျောင်းသားတက်မတော် ABSTF တရင်7114ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာကိုမအထူးစစ်ကြောင်းမိုးညင်း KPDF ကလေးခရိုင်အမှတ်30တရင် Rocket တပ်ဖွဲ့ Drone ပူပေါင်းတပ်ဖွဲ့ MOD Drone Force ABSDF K2SR1 အမှတ်1694ကို Drone တပ်ဖွဲ့ကမ်ဘလူခရိုင် Drone တပ်ဖွဲ့ကတာခရိုင်လက်နက်ကြီးအဖွဲ့မြင်းကြံခရိုင် Commando တပ်ဖွဲ့တို့ကပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် အဆိုပါမြို့သိမ်းတိုက်ပွဲမှာဟော်ဝေဇာနှစ်လက်120မမနှစ်လက်အပါအဝင်လက်နက်ကြီးလက်နက်ငယ်နဲ့ခဲယံမီးကြောက်အမြောင်များသိမ်းပတ်ရရှိကြောင်းသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အင်းတော်မျိုးသိန်းတိုက်ပွဲမှာတင်ဆက်ရမိတဲ့ဟာဝေဇာ190မမအပါဝင်ယာနဲ့ချီတဲ့လက်နက်များခဲယမ်းများနဲ့စစ်အုံဆောင်များကို NUG ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းအင်းတော်မျိုးသိန်းတိုက်ပွဲမှာတင်ဆက်ရရှိတဲ့ဟာဝေဇာ190မမအပါဝင်ယာနဲ့ချီတဲ့လက်နက်များခဲယမ်းများနဲ့စစ်အုံဆောင်တွေကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကဓာတ်ပုံများနဲ့ယနေ့မှထုတ်ပြန်ပါတယ်။တင်ဆက်ရမိတဲ့လက်နက်များထဲမှာဟာဝေဇာ၂လက် 120မမနှစ်လက်အပါဝင်လက်နက်ကြီးလက်နက်ငယ်နဲ့ခေယံမီကြောင့်အမြောက်များတိမ့်ပိုက်ရရှိကြောင်းကနအူးတည်င်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် အင်းတော်မျိုးကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်တစ်စစ်တေတရဲ့အစီအစဉ်နဲ့မြို့သိမ်းတိုက်ပွဲကို၈လကျော်ကြာဆင်နွှဲခဲ့ပြီးနောက်2025ခုနှစ်ဧပြီ9ရက်နေ့ညပိုင်းမှာအပြီးအသက်သိမ်းပိုက်ရရှိခဲ့ကြောင်းဖော်ပြထားပါတယ်။အင်းတော်မျိုးသိမ်းစစ်စင်ရေးဟာရရှိတိုက်ပွဲတစ်ခုဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်အနေနဲ့စစ်ကူမရရှိခြင်း၊မြေပြင်မှာလက်နက်ရဲကထောက်ပို့ဆောင်ရွက်နိုင်မှုမရှိခြင်းထိခိုက်သေးဆုံးမှုများပြားခြင်းတို့ကြောင့်ဒေါ်လန်ရေးတပ်ဖွဲ့များရဲ့ PR ကိုရေရှည်တောက်ခံနိုင်ခြင်းမရှိတော့ပဲစကန်စွန့်လွတ်ဆုတ်ခွာသွားခြင်းဖြစ်တယ်လို့တုံးသက်ဖော်ပြပါတယ်။ အင်းတော်မျိုးဟာစစ်ကောင်စီရဲ့တပ်မခွန်ခွန်ရှေ့တန်းဌာနချုပ်အခြေပြုရာမြို့ဖြစ်ပြီးတပ်မမှုကိုယ်တိုင်ကွတ်ကဲပြီး၎င်းတို့နောက်ဆုံးအခြေပြုရာဂျပန်လိုင်ကူမှတပ်မမှုဥဆောင်တဲ့အဖွဲ့ဟာဧပြီ9ရက်ည9နာရီခန့်မှာစကန်ဆွတ်လွတ်ဆုတ်ခွာသွားခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။အင်းတော်မျိုးတင်စစ်စင်ရေးကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်၁စစ်ဒေသကွတ်ကဲမှုနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကတခရိုင်အမှတ်1တက်ရင်အမှတ်2တက်ရင်နဲ့ PDF တပ်ပေါင်းစုတို့စူပေါင်းတိုက်ခိုက်ခဲ့ကြအောင်သိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတိဆောက်ရေးမှာမြည်သူမဆိုလူမျိုးဘာသာမခွဲဘဲပါဝင်ဆောင်ရွက်နိုင်ကြောင်းအေအေရှင်းလင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာရခနိုင်ငံတိဆောက်ရေးမှာမိသူမဆူလူမျိုးဘာသာမခွဲကြဘဲပါဝင်ဆောင်ရွက်နိုင်ကြောင်းအာရခတက်တော် AA တာဝန်ရှိသူများကအစ္စလမ်ဘာသာရေးအခမ်းအနားတစ်ခုမှာရှင်းလင်းပြောကြားခဲ့တယ်လို့သတင်းရရှိပါရတယ်။ယခုနှစ်မတ်လ29နဲ့30ရက်နေ့များကဘူဒီတောင်နဲ့မောင်တောမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ အီဒူဖွတ်တွန်ဒီအခမ်းအနားမှာအာရခပြည်သူတော်လှန်အစိုးရကတကြပြောင်းဆန့်စတဲ့ရိတ်ကပစ္စည်းများကိုထောက်ပံ့ပေးအပ်စဉ်ထို့တို့ပြောဆိုသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်အဆိုပါအခမ်းအနားမှာအာရခပြည်သူတော်လှန်ရေးအစိုးရဒေသဆိုင်ရာတာဝန်ရှိသူများကလက်ရှိစစ်ရေးနိုင်ငံရေးကိစ္စရပ်များနဲ့အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့တည်ဆောက်ရေးကာလတည်ဆောက်နေစေကာလအခြေအနေများကိုရှင်းလင်းပြောကြားရမှာထည့်သွင်းပြောကြားသွားခဲ့ခြင်းဖြစ်ပါတယ်။အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့မူဝါဒလမ်းစဉ်များ မတူကွဲပြားမျိုးနွယ်စုများအပေါ်ဘာသာလူမျိုးမခွဲခြားဘဲထားရှိတဲ့ပကတိသဘောထားများနိုင်ငံသားတယောက်ချင်းစီရဲ့တာဝန်နဲ့အခွင့်အလမ်းများနိုင်ငံတည်ဆောက်ရေးမှာမိသူမဆိုလူမျိုးဘာသာမခွဲဘဲပါဝင်ဆောင်ရွက်နိုင်တဲ့အခန်းကဏ္ဍများကိုလည်းအကျေတဝင့်ရှင်းလင်းပြောကြားခဲ့တယ်လို့သိရှိရပါတယ်။ Idu Fuat Tony အခန်းအနာကိုအရခဒေတာကပိုးသီးတောင်နဲ့မောင်တော်မြို့နယ်တို့မှာ မတ်လ29နဲ့30ရက်နေ့များကကျင်းပပြုလုပ်ခဲ့ရမှာအခမ်းအနားကိုအာရခတ်တက်တော်ကတာဝန်ရှိသူများအာရခတ်ပြည်သူတော်လှန်ရေးအစိုးရရဲ့ဌာနဆိုင်ရာတာဝန်ရှိသူများအစ္စလမ်ဘာသာရေးခေါင်းဆောင်များနဲ့ဒေသခံမွတ်စလင်ပြည်သူလူထုများကတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားကိုတက်ရောက်ခဲ့တဲ့အစ္စလမ်ဘာသာဝင်တဦးက Idu Fort Tony နေ့ဆိုတာချစ်ချင်းမေတ္တာနဲ့တန်းတူညီမျှမှုကိုဖော်ပြတဲ့နေ့တနေ့ပါ Idu ပွဲတော်နေ့မှာ ULA ကရိတ်ခါရီကူညီထောက်ပံ့ပေးတယ်လို့ကျွန်တော်တို့ရဲ့ပွဲတော်ရက်မြက်ကိုလည်းအခုလိုအလေးထားကျင်းပပေးတဲ့အတွက် ULA ကိုအထူးကျေးဇူးတင်ပါတယ်လို့ပြောဆိုခဲ့ပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်တဲ့တင်ကတော့မြင်းကြံမြို့အမှတ်၈ရပ်ကွက်မှာစစ်တပ်အထိုင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား၁၄ဦးသေဆုံးဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းမြင်းကြံမြို့အမှတ်၁၈ရပ်ကွက်မှာရှိတဲ့အကြံဖတ်စစ်တပ်အထိုင်ဂိတ်ကိုဝင်ရောက်တိုက်ခတ်ရမှာစစ်ကောင်စီတပ်သား၁၄ဦးသေဆုံးခဲ့ကြောင်းမြင်းကြံဘလတ်တိုက်က MBT တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောကြားပါတယ်။ဧပြီလ၆ရက်နေ့ညနေ၄နာရီ၃၀မိနစ်အချိန်ခန့်မှာမြင်းကြံမြို့အမှတ်၁၈ရပ်ကွက်မှာရှိတဲ့အကြံဖတ်စစ်တပ်အထိုင်ဂိတ်ကို မြင်းကြံဘလတ်တိုက်က MBT တပ်ဖွဲ့နဲ့ညီနောင်မဟာမိတ်များကဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ရင်းတိုက်ပွဲဟာတနအိခန့်ကြာမြင့်ခဲ့ပြီးအကြံဖက်စစ်ကောင်စီတပ်သား14ဦးသေဆုံးကအမှတ်၈အုပ်ချုပ်ရေးမှုအပါအဝင်စစ်ကောင်စီတပ်သား10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အထိုင်ဂိတ်မှာကစက္ကဆတပ်သားကအဲ့ဒီလောက်မများဘူးအထိကသေဆုံးတာကစစ်ကူလာတဲ့ကားကိုပြစ်နိုင်ခဲ့တာကအထိကသေဆုံးခဲ့တာမြို့ထဲကနေထွက်လာတဲ့စစ်ကူကားပေါ်အပြန်အလှန်ပြစ်ခတ်တိုက်ပွဲကတနအိလောက်တော့ကြာခဲ့တယ်။အထိကကတော့လက်နက်အရဆိုပြီးတက်ခဲ့တာသူတို့ဘက်ကမြို့ပေါ်ဖြစ်တဲ့အတွက်စစ်ကူကတောက်လျှောက်လာတော့လက်နက်တော့ရယူနိုင်ခြင်းမရှိခဲ့ဘူး။ ကောင်းကောင်းတော့တုတ်တင်ရှင်းလင်းနိုင်ခဲ့တယ်။စစ်ကူလာတဲ့အထက်ကလည်း6ယောက်မျက်မြင်လဲကျတေဆုံးသွားတာရှိတယ်။အခြားထိခိုက်ဒဏ်ရာရတွေလည်းအများကြီးရှိတယ်။အဲ့ဒီအထက်မှာမှအမတ်ဆက်ရှိအုပ်ကြီးလဲဒဏ်ရာရတဲ့အထက်ပါသွားတယ်လို့မြင်းကျန် Black Tiger MBT တပ်ဖွဲ့ကောင်းဆောင်ပိုမိုက်ခဲကပြောကြပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းကျန် Black Tiger MBT တပ်ဖွဲ့နဲ့အတူမဟာမိတ်များဖြစ်ကြတဲ့ဗိုလ်စားပြောက်ကြားတပ်ဖွဲ့နဲ့ BGF တို့မှပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်ပရောက်ចောင်းသားများနဲ့လူငယ်များစစ်မှုထမ်းရန်ပြန်မလာသေးပါကလူငယ်တအူး းလျင်ငွေကျပ်390ပေးရမယ်လို့လိုင်တရာ FMICD အုပ်ချုပ်ရေးမှုကတောင်းခံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့လိုင်တရာမြို့နယ်အမှတ်၄ရပ်ကွက် FMICD အုပ်ချုပ်ရေးမှုအောင်ကျော်မိုးကပြည်ပမှာကြောင်းတက်လှုပ်လှုပ်ကင်နေတဲ့လူငယ်တွေကိုစစ်မှုထမ်းရန်မပစ်မနေပြန်လာရမယ်လို့ချိန်ချောက်ပြီးငွေကျပ်390တောင်းခံနေကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။ဧပြီလပိုင်းမှာစတင်ပြီးစစ်မှုတပ်အပတ်စဉ်စနစ်အတွက်လိုင်တရာမြို့နယ်အမှတ်၄ရပ်ကွက် FMICD အုပ်ချုပ်ရေးမှုအောင်ကျော်မိုးက ရက်ကွက်နေလူငယ်များရဲ့မိဘများကိုတူးချင်းစီဆင့်ခေါ်၍စစ်မှုတပ်အပတ်စစ်စနစ်အတွက်ငွေညှစ်တောင်းခံနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အုတ်ချုပ်ရေးမှုအောင်ကျော်မိုးကရက်ကွက်နေပြည်သူများရဲ့တာသမီများကိုစစ်မှုမဖြစ်မနေထမ်းဆောင်ရပါမယ်လို့ချိန်ချောက်ပြီးနိုင်ငံသားမှကြောင်းတက်နေတဲ့အလုလုကင်နေတဲ့တာသမီများရဲ့အကြောင်းအမီ ကုမ္ပဏီအမည်နဲ့နေရက်လိပ်စာများကိုပါအတင်းအကျပ်တောင်းယူကာမဖြစ်မနေပြန်လာရမှာလို့လဲအတင်းချင်းချောက်ကလူကိုယ်တိုင်မလာနိုင်ပါကငွေကျပ်330မှ350အထိတောင်းယူနေပြီးစာအိတ်နဲ့ထက်ကလမ်းအလူဟူ၍ခေါင်းစဉ်တက်ကနှစ်ပတ်အတွင်းပေးသွင်းရမယ်လို့တောင်းခံနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်အဲဒီလိုအုတ်ချုပ်ရည်မှုအောင်ကျော်မှုဟာ၎င်းရဲ့တမိဖြစ်သူကိုပါရက်ွက်အုတ်ချုပ်ရည်မှုအဖွဲ့မှစည်ရည်အဖြစ်ခန့်အပ်ထားပြီးမိသားစုစီးပွားရေးတပွဲလုတ်ကင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။လှိုင်းတရာအမှတ်၄ရက်ွက် FMI အုတ်ချုပ်ရည်မှုအောင်ကျော်မှုက ပြည်သူလူထုအပေါ်အနိုင်ကျင့်မှုများပြီးအခုကစစ်မှုထမ်းအပတ်စဉ်စနစ်အတွက်ဆိုပြီးရက်ွက်ထဲကအိမ်တိုင်းစစ်ကိုယုံခေါ်ချင်းချောက်နေတာသူတို့တောင်းတဲ့ပတ်စံမပေးနိုင်ရင်ပြည်ပကနေပြန်လာပြီးစစ်မှုထမ်းရမယ်လို့ပြောပါတယ်လို့ဒေတာပြည်သူတို့ကပြောဆိုပါတယ်အကြံဖတ်စစ်ကောင်စီကယခုဧပြီလတည်းပွင့်လင်းမဲ့စစ်မှုထမ်းအပတ်စဉ်စနစ်အတွက်နိုင်ငံတော်ဝန်ပေါ်တာဆွဲဖမ်းဆီးမှုများအတင်းအကျပ်ဆင့်ခေါ်မှုလှုပ်ဆောင်မှုများကိုလှုပ်ဆောင်နေကြောင်းသိရှိရပါတယ် ဲ့ဒီတော့စကိုင်းငလင်တို့မဟုတ်စစ်ကောင်စီရဲ့ရှေ့တန်းစစ်မျက်နှာဆိုတဲ့စောင်းပါရှင်ဆရာလှဆိုးဝေရဲ့ရေးတာဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။မင်းအောင်လှန်ရဲ့လက်တုံးစကားကသူတို့ကတော့ဒီလိုပဲပြောကြမှာပဲဆိုသည်ပင်ဖြစ်ပါတယ်။ဆိုလိုသည်က၎င်းတို့ကောင်းတာလုပ်နေပါလျက်ကြံဖန်အပြစ်ပြောနေကြမည်ဟု၍ဖြစ်ပါတယ်။ ၎င်းမှဆက်၍အောက်ခြေအဆင့်ဆင့်လဲအဲ့ဒီလိုဖြစ်ကုန်ကြပြီးမျက်နှာပြောင်တိုက်လာခဲ့ကြခြင်းဖြစ်ပါတယ်။ယခုစကိုင်းကလေးဟာအဲ့ဒီလိုစကားအရာနဲ့လှည့်စားထား၍မရတော့ကြောင်း၎င်းတို့ရဲ့စာနာစိတ်ကင်းမဲ့စွာလူတို့ကိုပြိနှိပ်အုပ်ချုပ်လာသည်များကဘူးပေါ်သလိုပေါ်လာခဲ့ကြပါပြီ။ယခုငလင်ကိုလည်း၎င်းတို့အတွက်နောက်ထပ်ရှည်တဲ့စစ်မျက်နှာတစ်ခုတစ်ပွဲသဘောထားလာကြပါတယ်။ ြည်ပမှာအရေးပေါ်ရန်ပုံငွေများလှူဒန်းကေစေထောက်ပံ့ရေးပစ္စည်းများတလဟောပေးပို့နေကြပေမဲ့၎င်းတို့ကဖန်ဆုပ်ကပို့ခြင်းတဲ့နေရာများကိုသာပို့ပြီးတစ်ဆို့နေတယ်လို့ပြောဆိုသံများစုညံစွာထွက်ပေါ်နေပါတယ်လူတို့ကတော့ဒေသခံကေစေရေးအဖွဲ့များဘာသာရေးအသင်းအဖွဲ့များကိုသာထုံးစံအတိုင်းအားကိုးနေရရှာပါတယ်အဲ့ဒီအဖွဲ့အစည်းတွေကိုလည်းအလွတ်မပေးနီလန်ပေါင်းစုံတုံပြီးပိတ်ဆို့လာပြန်ပါတယ်၎င်းတို့လုတ်ရမြအပြင်တို့မပေါက်ချအောင်ပြည်ပမီဒီယာများအားနေစရာမပေးနိုင်ဟုဆိုကပြည်တွင်းဝင်ရောက်ခွင့်ပိတ်ပင်လာပါတယ် ပို၍စိတ်ချရအောင်ကဘာလက်ခီးတော့ဟန်ဆောင်ပြီးဝင်မလာနိုင်အောင်ပြည်ဝင်ခွင့်ဗီဇာအလုံးခွင့်မပြုတော့လို့ပြောကြားလာပါတယ်။ဒါအတွက်ကြောင့်လဲမိမြအတိုင်းတာအထိပျက်စီးခဲ့ရသည်ဆိုဒီကိုအမှန်တိုင်းသိခွင့်မရကြတော့၎င်းတို့ပြောသည်များကိုသာလက်ခံရန်ကြံစီလာခြင်းလည်းဖြစ်ပါတယ်။အသက်ကယ်တင်ပေးနိုင်မယ့်အခွင့်အလမ်းများကိုလည်းပိတ်ပင်လိုက်ခြင်းဖြစ်ပါတယ်။ပို၍ဆိုလာတာကတော့အင်တာနက်နဲ့ဆက်သွယ်ရေးစနစ်များကိုပါအမှောင်ချလိုက်ခြင်းဖြစ်ပါတယ်။ငလင်းလုတ်ပြီး48နာရီကြာသည့်အထိအဆက်အသွယ်ပြတ်တောက်သွားခဲ့ရတယ်။ပိတ်မိနေသူတွေပြင်ပနဲ့အဆက်အသွယ်မရဖြစ်ခဲ့ရပါတယ်။ စစ်ကောင်းဆောင်တွေရဲ့လုပ်ရက်တွေကပေါ်ယုံမှုကြမဟုတ်ပဲ၎င်းတို့အရာရာတိုင်းကိုဆက်၍ထိန်းချုပ်ထားနိုင်ရင်၎င်းတို့မတိပဲကြောက်ခဲတလုံးကိုပင်ဖယ်ပြည့်၍မရရန်တမင်တကာတွက်ချက်ပြီးစီစဉ်ကြေကျင်းတာဖြစ်ပါတယ်။၎င်းတို့ရဲ့ဖိနေအုပ်ချုပ်ရေးရန်ရများများဖြစ်လေပတ်နေတဲ့လွတ်တော်အဆောက်အအုံများနိုင်ငံရေးကာကွယ်ရေးပြင်ကြားရေးစက်မှုစွန့်အင်ပြည်ထရေးအလုတမန်ဝန်ကြီးဌာနများအားလုံးပြည့်စည်ကုန်ကြပြီဖြစ်၍နေပြည်တော်ဟာလည်းနေပြည်တော်အဖြစ်ရောက်ရှိသွားပြီဖြစ်ပါတယ်။ စိုက်ဘာလုံခြုံရေးဌာနစစ်ဌာနချုပ်များမိရထားယုံတည်ယူပို့ဆောင်ရေးဆက်သွယ်ရေးဝန်ကြီးဌာနဗဟိုဘဏ်နဲ့ဝန်ထမ်းအရာများပြက်စီးကုန်ပြီဖြစ်ပါတယ်အသက်ရှင်ကြံရစ်ခဲ့တဲ့ဝန်ထမ်းများဟာလည်းအိုးအိမ်များပြက်စီးနေတဲ့ကြားမှာတပတ်မပြည့်ခင်မှာပင်အဆောက်အုံပြက်များအကြကွင်းမြင်ကြီးထဲမှာရွက်ပြင်တဲများထိုးပြီးလုပ်ငန်းခွင်ပြန်မောင်းသွင်းခံနေရပြီဖြစ်ပါတယ်အဓိကအဖြစ်၎င်းတို့ဌာနများအချိန်အဟောမပြက်လေပတ်နိုင်နေတယ်လို့စစ်ကောင်းဆောင်များကိုပြသနိုင်ရင်ဖြစ်ပါတယ် ယခုကနိုင်ငံတကာရှာဖွေကေဇေးအဖွဲ့တွေကပြည်တော်ပြန်ကုန်ကြပြီဖြစ်တဲ့အတွက်ထောက်ပံ့ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများစတင်ရတော့မှာဖြစ်ပါတယ်အဲ့ဒီလိုလုပ်ငန်းများဆောင်ရွက်နိုင်ဖို့နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့၎င်းတို့ရဲ့ခွင့်ပြုချက်အရင်ရယူရမယ်လို့လည်းကြေညာလာခဲ့ပါတယ်။ပြောခွင့်ရဇော်မင်းထွန်းမှနိုင်ငံ20မှကေဇေးရေးဝန်ထမ်း1938ဦးကြောင့်လူပေါင်း653ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ တို့ပဲလေ၎င်းတို့အပြစ်ခက်ရက်စဲကြီးကျင်ညာပြီးနောက်လေချောင်းမှာဆက်လက်တိုက်ခိုက်နေတဲ့အတွက်အမျိုးသမီး15ဦးကလေးငယ်2ဦးအပါဝင်စုစုပေါင်း68ဦးထပ်မံတေဆုံသွားခဲ့ပြီဖြစ်ပါတယ်။ကုလသမဂ္ဂမှစစ်တပ်ဘက်မှအပြစ်ခက်ရက်တယ်လို့ကျင်ညာပြီးနောက်အ ਨੇ စုံ16ကြိမ်တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုခဲ့ပြီဖြစ်ပါတယ်။မစီမဆိုင်ထဲ့သွင်းပြောဆိုလာတာကတော့လက်ရှိတဘာဝဘေးအန္တရာယ်ကြီးကိုမန္တလေးမြင်းငလင်ကြီးလို့ခေါ်ဆိုရန်ဟူ၍ဖြစ်ပါတယ်။စကိုင်းလို့ဆိုပါကစစ်စင်ကြီးများရှေ့လျှောက်ကိုင်းသွားမဲ့နမိတ်ဆိုးများလို့အယူသေးလာ၍လည်းဖြစ်ပါတယ်။ ဤဒီကိုကြည်ချင်းအဖြစ်၎င်းတို့စိတ်ထဲစစ်အနိုင်တက်ရေးကိုသာဦးစားပေးနေသည်ကထင်ရှားနေပါတယ်။ကရင်အမျိုးသားတမက KNU မှစစ်တပ်ဟာ၎င်းတို့ရဲ့တပ်ဖွဲ့ဝင်တွေကိုကယ်ဆယ်ရေးလုပ်ငန်းခွင်များမှာတုံ့ရမယ့်အစားအပြည့်ခက်ရက်စဲရေးလို့ဆိုပြီးစစ်မျက်နှာများကိုပုတ်လွန်နေတယ်လို့ဆိုပါတယ်။အထူးသဖြင့်ရှမ်းပြည်တောင်ပိုင်းအေယာဝတီတိုင်းအတွင်းမှာစစ်တပ်ရဲ့လေကြောင်းမှဘုံကျဲတိုက်ခိုက်မှုများရှိနေတယ်လို့သိရပါတယ်။နောက်ဆုံးရရှိတဲ့စစ်ရေးသတင်းများအရချင်းညီနောင်များအဖွဲ့ကချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးဖလန်းမြို့ကို၎င်း ပြည်တို့ကကွယ်ရေးတပ်ဖွဲ့များကစကိုင်းတွင်းမှာရှိတဲ့အင်းတော်မြို့ကိုလည်းကောင်းတင်းယူနိုင်ခဲ့ပြီလို့သိရပါတယ်။ပြည်သူတို့ရဲ့ခုခံတွန့်လန့်စစ်မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ကြကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။